အားလုံးပဲမင်္ဂလာပါခင်ဗျာအောင်နိုင်စိုး channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်လေးကတော့အခုကြည့်ရှုနေကြတဲ့သူတွေကိုအသိပညာဗဟုသုတတွေတိုးပွားစေဖို့အတွက်ပုံမြင်လေးတွေဖတ်ပြပေးနေတဲ့အစီအစဉ်လေးဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီနေ့ညမှာဖတ်ပြပေးသွားမယ့်ပုံမြင်လေးရဲ့နာမည်ကတော့ပျော်ရွှင်တတ်အောင်သင်ယူပါတဲ့အားလုံးပဲနားဆင်ကြပါနော်ရှီတယောအခါကကြီးကန်းတကောင်ဟာသူ့ဘဝကိုမကြည်မနက်ဖြစ်နေတဲ့အတွက်ကြောင့်တိပင်ပေါ်မှာငိုနေပါတယ်သူ့အချိန်မှာပဲရဟန်းတစ်ပါးကလည်းတိပင်အောက်မှာထိုင်နေတယ် ကြီးကန်းရဲ့မျက်ရည်တစ်စက်ဟာယဟန်ရဲ့ဘာပင်ပေါ်ကိုကျသွားတဲ့အခါမှာယဟန်ကခေါင်းပေါ်ကြည့်လိုက်တယ်။ကြီးကန်းငိုနေတာကိုမြင်လိုက်ရတော့ယဟန်ကဘာကြောင့်ငိုနေရတာလဲလို့မေးပါတယ်။အိုးပညာရှိယဟန်ကျွန်တော်ဟာကျွန်တော်ဘဝကိုအလွန်မကြည်နဲ့ပါဘူး။ဘယ်သူမှကျွန်တော်ကိုမချစ်ကြဘူးလေ။လူတွေဟာကျွန်တော်ကိုမြင်တာနဲ့အဝေးကိုမောင်းထုတ်ကြပြီးတော့ဘာမှလည်းမကြွေးကြပါဘူး။လူတိုင်းကကျွန်တော်ကိုမုန်းကြပါတယ်။ဒီလိုဘဝထက်တည်တာကမှပိုပြီးတော့ကောင်းပါတယ်လို့ဖြေလိုက်ပါတယ်။ကြီးကန်းရဲ့စကားကိုကြားရတဲ့ယဟန်ဟာ ကြီးကန်းအပေါ်မှာဂိယူနာတက်ဝင်သွားပါတယ်။အိုးအမောင်ကြီးကန်းငါတို့ဟာဘယ်လိုအခြေအနေမှာပဲရှိရှိပျော်ရွှင်တတ်ဖို့တင်းယူသင့်တယ်လို့ပြောလိုက်ပါတယ်။ကြီးကန်းဟာရဟန်းရဲ့စကားကိုနားမလည်ဘဲနဲ့ဆက်ပြီးတော့ငုံနေပါတယ်။စိတ်မညစ်ပါနဲ့အမောင်ကြီးကန်းငါ့ကိုပြောပြပါ။မင်းဘာဖြစ်ချင်တာလဲ။ငါရဲ့မန်တန်နဲ့မင်းဖြစ်ချင်တာကိုဖြစ်အောင်လုပ်ပေးနိုင်ပါတယ်လို့ဆိုပါတယ်။ကြီးကန်းဟာပျော်သွားပါတယ်။ပြီးတော့အိုးတင့်အနေနဲ့ကျွန်တော်ကိုကူညီခြင်းနဲ့ဆိုရင်တော့ ကျေးဇူးပြုပြီးတော့ကျွန်တော်ကိုငန်းတကောင် အဖြစ် ပြောင်းပေးပါလို့ပြောပါတယ်။ယဟန်ကကောင်းပြီ။ငါမင်းကိုငန်းတကောင်အဖြစ်ပြောင်းပေးမယ်။ဒါပေမဲ့အရင်ဆုံးငန်းတကောင်စီကိုသွားပြီးတော့သူဟာသူ့ဘဝနဲ့သူပျော်ရွှင်ရလားဆိုတာအရင်မေးကြည့်ရမယ်။မင်းသွားပြီးတော့စုံစမ်းလာခဲ့။ဒီအတော်တွင်းမှာငါဒီမှာမင်းကိုစောင့်နေမယ်လို့ပြောပါတယ်။ဂျီကန်ကပျော်ပျော်ကြီးနဲ့ငန်းတကောင်စီကိုပြန်သွားပါတယ်။ငန်းဟာရေကန်ထဲမှာရေကူးနေပါတယ်။အိုးအမောင်ငန်းမင်းကအရန်လှတာပဲ။ နုနှစ်ရောင်နဲ့အဖြူရောင်လေးပဲလူတိုင်းကမင်းကိုချစ်ကြပါလိမ့်မယ်မင်းဟာကဘာပေါ်မှာအပျော်ရွှင်ဆုံးငှက်တကောင်ဖြစ်ပါလိမ့်မယ်လို့ပြောပါတယ်ထို့အခါငန်းကမဟုတ်ပါဘူးဗျာငါမပျော်ရွှင်နေပါဘူးကဘာပေါ်မှာအယောင်စုံတဲ့ငှက်တွေအများကြီးရှိပါတယ်ဒါပေမဲ့ငါမှာဘာအယောင်မှမရှိဘူးလေအဖြူဆိုတာကဘာမှမဟုတ်ဘူးကြက်တူရွေးဟာကဘာပေါ်မှာအပျော်ရွှင်ဆုံးငှက်ဖြစ်မယ်လို့ငါထင်တယ်လို့ပြောပါတယ်ဒါကိုကြားပြီးတော့ဂျီကန်ဟာကြက်တူရွေးစီကိုပြန်သွားပြန်ပါတယ် ိုးကြက်တူ၍မင်းကအယောင်ဆုံးလို့အယမ်းလာတယ်မင်းကကဘာပေါ်မှာအပျော်ရွှင်ဆုံးငှက်ဖြစ်မယ်လို့ပြောပါတယ်ကြက်တူ၍ကမဟုတ်ပါဘူးဗျာငါမပျော်ရွှင်နေပါဘူးလူတွေကကြက်တူ၍တွေကိုလောင်အိမ်ထဲထည့်ထားကြတာခမည်းမင်းလားငါမှတယောက်ယောက်ကများငါ့ကိုဖမ်းပြီးတော့လောင်အိမ်ထဲထည့်လိုက်မှာကိုအမြဲတမ်းတွေးပူပြီးတော့ကြောက်နေရတာလေပြီးရင်ဒီကဘာပေါ်မှာအပျော်ရွှင်ဆုံးကတောင်းကငါ့ထက်အယောင်ပိုဆုံးလို့သူဟာအပျော်ရွှင်ဆုံးငှက်ဖြစ်မယ်လို့ပြောလိုက်ပြန်ပါတယ် ဒါကိုကြားပြီးတော့ကြီးကန်းဟာဒေါင်းကိုရှာဖို့ထပ်မံပြန်သွားပါတယ်။နောက်ဆုံးမှာသူဟာတရိတ်ဆန်ယုံတွေကလောင်အိမ်တစ်ခုထဲမှာဒေါင်းတကောင်ကိုတွေ့သွားတော့ပါတယ်။လူပေါင်းများကြီးဟာသူ့ကိုကြည့်ဖို့စုယုံနေကြတယ်။လူတွေသွားပြီးတဲ့နောက်မှာကြီးကန်းဟာဒေါင်းစီကိုချင်းကပ်သွားပါတယ်။ချစ်ရတဲ့ဒေါင်းကြီးမင်းဟာအရန်လာတယ်။လူထောင်ချီကမင်းကိုကြည့်ဖို့လာကြတယ်။လူတွေဟာငါ့ကိုမြင်ရင်တန်းပြီးတော့မောင်းထုတ်ကြတယ်။မင်းဟာကဘာပေါ်မှာအလှပဆုံးနဲ့အပျော်ရွှင်ဆုံးငှက်ဖြစ်မယ်လို့ငါထင်နေတယ်။ ဂျောင်းကငါဟာငါ့ကိုငါကဘာပေါ်မှာအလှပဆုံးနဲ့အပျော်ရွှင်ဆုံးငှက်လို့အမေးထင်ခဲ့တာကွာဒါပေမဲ့ငါရဲ့အလှတရားကြောင့်ပဲဒီတရိတ်ဆန်ယုံထဲမှာပိတ်မိနေရတယ်လေလူတွေကအလှဆင်ပစ္စည်းတွေလုပ်ဖို့ငါရဲ့အမွေအတောင်တွေကိုနှုတ်ယူတဲ့အခါမှာငါအယံနာကျင်ရတယ်ငါမပျော်ဘူးလို့ပြန်ဖြေတဲ့ဒါကိုကြားပြီးတော့ကြီးကန်းဟာအံ့အားတင့်သွားပါတယ်မင်းမပျော်ဘူးဆိုရင်ကဘာပေါ်မှာအပျော်ရွှင်ဆုံးငှက်ဟာဘယ်သူလဲလို့မေးပြန်တယ်ဂျောင်းက တရိတ်ဆန်ညုံကိုအသေးချာလ ీల ကြည်ပြီးတဲ့နောက်မှာအမောင်ကြီးကမင်းဟာတခုသေးသောလောက်အိမ်တဲအထက်မခံရတဲ့ငှက်ဖြစ်တယ်လူတွေကမင်းကိုဖမ်းဖို့မကြိုးစားကြဘူးလေမကြသေးခင်ကပဲငါစဉ်းစားနေတာငါသာကြီးကန်းဖြစ်ခဲ့ရင်ဘယ်နေရာကိုမဆူလွတ်လွတ်လပ်လပ်သွားပြီးတော့ပျော်နိုင်မှာပဲလို့တွေးနေခဲ့တာတောင်ရဲ့အဖြစ်ကိုကြားပြီးတော့ကြီးကန်းဟာရဟန်းစီကိုပြန်လာပါတော့တယ်ကြီးကန်းဟာကြီးကန်းဖြစ်ရတာကိုပထမဆုံးအကြိမ်ဖြစ်ပျော်ရွှင်လာရတယ်လေအိုးပညာရှိရဟန်း ကျွန်တော်အခြားဘာမှမဖြစ်ချင်တော့ပါဘူးကျွန်တော်ဟာကျွန်တော်ဖြစ်နေတဲ့အတိုင်းလေးပဲကျေနပ်ပါပြီလို့ပြောလိုက်ပါတည်းဒီပုံမြင်လေးကနေတဆင့်ကျွန်တော်တို့ကိုပြောပြနေတာက ကို့မှာမရှိတာကိုကြည့်မဲ့အစားကို့မှာရှိတာနဲ့ပျော်ရွှင်တတ်ဖို့သင်ယူသင်ပါတယ်ကဘာပေါ်မှာကျွန်တော်တို့ထပ်ပို့ပြီးတော့ဉာဏ်ပညာရှိတဲ့သူတွေပို့ပြီးတော့တော်တဲ့သူတွေပို့ပြီးချမ်းသာတဲ့လူတွေပို့ပြီးတော့လှတဲ့သူတွေဆိုတာအမြင်ရှိနေမှာပါအကယ်၍များကျွန်တော်တို့ဟာကို့ထက်ပြည့်စုံနေတဲ့သူတွေနဲ့ အမြဲတမ်းနှိုင်းရှင်ပြီးတော့အားငယ်နေမယ်ဆိုရင်တော့ပျော်ရွှင်မှုဆိုတာကဘယ်တော့မှရနိုင်မှာမဟုတ်ဘူးလေဒါကြောင့်အခုကြီးရှုနေကြတဲ့သူတွေကလည်းဒီပုံမြင်လေးကနေတဆင်းကို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 မှရှိတဲ့ကိုပိုင်ဆိုင်ထားတဲ့အရာတွေနဲ့ပျော်ရွှင်တတ်အောင်နေတတ်ဖို့လိုအပ်ပါတယ်အားလုံးပဲပျော်ရွှင်တတ်အောင်တည်ယူနိုင်တဲ့သူတွေဖြစ်ကြပါစေခင်ဗျာ